ရဂိုင်ကာရီဥမောဆွေရဂိုင်ကမ္မတော်ရိုးမောမိသားစုကနေမိသားစုအပေါင်းတော်ကောင်းတို့ကတန်ဃာတော်ရှင်တဲ့မြတ်တို့ဟာဘွားသူသင်္ကန်းဆက်ကလူရနေဒီကကတော့သင်္ကန်းလူရနာပေါ့နော်သင်္ကန်းလူရနေခါကြတော့သင်္ကန်းရဲ့အကျိုးညာရှိတာသင်္ကန်းရဲ့အကျိုးအများကြီးတွေကနေမှာတစ်ခုပဲပြောပြမယ်နော် သင်္ကန်းရဲ့လူတန်းတဲ့ပုဂ္ဂိုလ်တွေကဒါတော်တော်များများလည်းသိကြတယ်ကျွတ်တန်းဝင်မဲ့ဘဝတရားတို့ရမြတ်ဘဝမှာဆိုလို့ရှိရင်အမျိုးသားဆိုလို့ရှိရင်အေးပိကုရာဖြစ်နေတရားတို့ရတယ်မြို့သမီးဘဝနဲ့တရားတို့ရမယ်ဆိုလို့ရှိရင်တော့မလတာတန်ဆာဆိုတဲ့အဆာကိုစဉ်းမြန်းပြီးတော့တရားတို့တရားမြတ်တွေရတယ်ကျွတ်တန်းဝင်ကြတယ် ဒါကနောက်ဆုံးဘဝလို့ပြောမယ်ဆိုပြောလို့ရတယ်တရားလို့ရမဲ့ဘဝလို့ပြောလို့ရတရားလို့မရခင်တရားတို့တရားမြတ်ကိုမရသေးခင်နိဗ္ဗာန်ကိုမျက်မှောက်မပြုသေးခင်ဇာကကသန္တရာမှာလေတဲ့အချိန်အခါကာလတည်းမှာဒီသင်္ကန်းတူတန်းခဲ့တဲ့ပုဂ္ဂိုလ်တွေကဖြစ်လျာရာဘဝတိုင်းမှာအကျိုးကြီးအစဉ်တပ်ပါတယ်ဖြစ်ဖြစ်လျာရာဘဝမှာမဖြစ်နဲ့ရှုံစင်းတပ်ပါတဲ့အကျိုးကျေးဇူးများတယ် လူတိုင်းလူတိုင်းရုပ်ဆင်မကပကြည့်ပါပါဗျာကပကြည့်တယ်နော်ရုပ်ရည်ဆင်လှပတယ်ဆိုလို့ရှင်လူဘုံကမှာဘာပဲဖြစ်ဖြစ်သူများထက်ဆိုင်နည်းနည်းလေးတဏ္ဍာကာရမုတ်ပါပါဗျာအဲဟိုကလေးဘဝမှာကြောင်းနေတယ်ဆိုလို့ရှင်ရုပ်ရည်ဆင်လှပတဲ့ကလေးဆိုလို့ရှင်နည်း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 တော့သိခံရတယ်ဒီတိခံမှာဆိုနည်းနည်းလေးပေါ်ပါတယ်တက်တာလေးနော်ဘယ်နေရာပဲဖြစ်မျက်နှာကွက်တယ်အလောကန်နေပါလေရှောက်တဲ့ကောင်ကရုပ်ရည်ဆက်လှပမှာဆိုတာတင်းတင်းကျပ်ကျပ်တော့ပါဘူးလား ဒီလှုပ်ရှားတဲ့ကံပါနဲ့တို့ရဲ့စင်သပ်ပါရတို့ရဲ့စင်ပြည့်စွာမယ်ဆိုရပါအဲ့တော့ကိုဝီယိုဖိုင်ဒီတဖိုင်တွေ့တယ်เนาะတို့ရဲ့အစင်သပ်ပါတဲ့ပုဂ္ဂိုလ်နဲ့ပညာတတ်တဲ့ပုဂ္ဂိုလ်ကိုဘယ်သူကလှုပ်ခတ်မလဲလို့ဝီယိုဖိုင်ဒီတွေ့နားထောင်ကြည့်တဲ့ခါကျတော့အဲ့တော့လုပ်ငန်းရှင်ကတို့ရဲ့အစင်သပ်ပါတဲ့ပုဂ္ဂိုလ်ကိုသူကလှုပ်ခတ်အဘေးကပြောတာကိုပညာတတ်တဲ့သူဘာလို့လှုပ်မခတ်နိုင်လဲ ပညာမတတ်တာသူ့ပညာတည်ပြုလို့ရတယ်။ကွန်ပျူတာမတတ်ဘူးဆိုတော့ကွန်ပျူတာပညာတည်ပြုလို့မရဘူး။ရရင်တော့ကာမောင်းမတတ်တဲ့ဆိုကာမောင်းတည်ပြုလို့မရဘူး။အေးရုပ်သချောအောင်ကိုသူ့တော့ပြေလို့မရဘူး။နော်။ဒါဖြစ်ရရဲ့ဒီသင်္ကန်းလူရန်တဲ့အချို့ကဖြစ်ရရဲ့ဘဝတိုင်းမှာဒါနိဗ္ဗာန်မရသေးခင်တရားတို့တရားမဲ့မရသေးခင်ဇာကတာမှာရွရဲ့ဆင်းသတ်ပါရွရဲ့ဆင်းသတ်ပါတယ်ဆိုလို့ရှိရင်သန္တရာမှာကျန်နေတဲ့အခိုက်အတန့်မှာ ်အတမြတဲ့မြေနဗန်တတမြေနဗန်တတလေးမြရထရတဲ့အကျိုးကျေးဇူးခံစားရတယ်ဆိုတာကသင်္ကန်းလူရတဲ့အကျိုးလေးဒါလေးတစ်ချက်ကိုမှတ်ထားပါနော်ဒါလေးတစ်ချက်မှတ်လားနောက်တစ်ချက်ကသာသနာ့ပြန်နာပရိသတ်တဲ့အားလုံးတည်တည်တည်ထိုက်တဲ့အကြောင်းအရာလေးတစ်ချက်ကုသိုလ်ကောင်းမှုဆွေကြောင်6ပါးရှိအဲ့ဒီ6ပါးတည်းက ပညာမဲ့လို့ရှိရင်နဲ့ကုသိုလ်တွေဆုတ်ရုပ်တယ်။ဘာမဲ့ပါတဲ့။အဲပညာမဲ့လေဆိုလို့ရှိရင်ကုသိုလ်တွေဆုတ်ရုပ်တယ်။မနေ့တနေ့ကမစိုးရင်ကြောင်းတက်ကြည့်ပါဆွေဆက်မိသားစုကလူတဲ့ကာကြောင့်ရတနာပစ္စည်းတွေညှဆမဲ့လို့ရအောင်လား။အဲ့ဒီလိုပုံပါပဲလေသူတော်ဆရာဗျာနာပရိသတ်တွေသိတဲ့တိုင်ပဲဝမ်းမြဝမ်းသာတာလူခေါ်တဲ့ပုဂ္ဂိုလ်ညာရေးရှိတယ် အပြည့်အစုံတဲ့ပုဂ္ဂိုလ်တွေမရှိဘူးလားရှိပါပါဘုရားအပြည့်အစုံတဲ့ပုဂ္ဂိုလ်တွေပညာမဲ့တဲ့အတွက်ကြောင့်ဝမ်းမြောက်ဝမ်းသာမုရိဒာကုသိုလ်ပါတော့တာရုဒ္ဓမောရဏညမောရဏကုသိုလ်ဆရာသူတို့မှာဆောက်ရွံ့သွားတယ်အပြည့်အစုံတဲ့အကုသိုလ်ပဲသူတို့ရတာနော်အပြည့်အစုံတဲ့အကုသိုလ်ပဲရတာဒါပါလို့ပညာမဲ့တဲ့အတွက်ကြောင့်သူများလူတန်းတဲ့ဟာကိုဝမ်းမြောက်ဝမ်းသာတာရုမခေါ်နိုင်ဘူးဖြစ်သွားတယ်နော် မခေါ်တဲ့နိုင်ပြင်အစ်တာမက်ဆရိယဆိုတဲ့အကုသပါသူတို့ရပါရပါတယ်ဒါဘာဖြစ်လို့လဲဆိုလို့ချင်းပညာမဲ့တယ်เนาะဘုရားရှင်လက်ထက်တော်အခါကတိတ်တာပါမဏိလေးဆိုတာရှိတယ်ခုနှစ်နှစ်အရွယ်လေးနဲ့ခုနှစ်နှစ်အရွယ်မှာသင်္ကန်းဝတ်တာတိတ်တာပါမဏိလေးဆိုတာရှိခုနှစ်နှစ်အရွယ်သင်္ကန်းဝတ်ပြီးတပတ်ဆက်ရမှာသူကဘုန်းကံချိန်မှတဲ့အခါကျတော့ကျောင်းမှာရှိတဲ့ယဟန်တန်တာတွေကို သူ့ရဲ့ဆုံးနေလူရန်သည့်အတွက်ကြောင့်သူကပိဏ္ဍဒါယကတိတ်တဆိုလို့အညီရဲ့အရာလေး။နောက်တကသူကယဟန် တန်ဃာရဲ့အတွက်ခြုံတယ်ပေါ့။ကပလာခြုံတယ်လူရန်သည့်အတွက်ကြောင့်ကပလာဒါယကတိတ်တဆိုတဲ့အညီလေးရ။နောက်ပိုင်းကျတဲ့အခါကျတော့သူကလူတွေနဲ့ဝေးတဲ့နေရာတော်ရမှာနေပြီးအဲ့ဒါကြောင့်ဝဏဝါတိတိတ်တဆိုပြီးတော့အညီလေးတွေ့ရတဲ့ပွင့်လေးတစ်ပါးရှိတယ်။ အဲ့ဒီကိုရင်လေးကသင်္ကန်းဝေးပြီးတဲ့ခါကျတော့ကျောင်းမှာညနေဆောင်လေးမှာကျောင်းထဲလျှောက်တဲ့ကြည့်တဲ့အခါမှာရဟန်းတန်ခါကြီးကချမ်းလို့မိတုံရပြီမလုပ်ဘူးလားမိတုံနေရတွေ့တဲ့ခါကျတော့အရှင်ဘုရားကိုကပ္ပတာခြုံတယ်လေးခြုံထားတယ်ဆိုလို့ရှိရင်ချမ်းမတတ်တာကိုလာလို့လျှောက်တဲ့ခါရဟန်းတန်ခါကြီးကဘာရှင်နဲ့အရှင်ဘုရားကလည်းဘုန်းကံချင်းတို့ဒီကပ္ပတာခြုံတယ် ဆောင်းနိုင်တာတပြည့်လိုဘုံကံလဲသည့်အတွက်ကြောင့်ဒီကဗလာချုပ်တဲ့အချုံနိုင်ဘူးညာအဲ့ဒါဆိုလို့ရှင်ဆံပြားတို့ကတပြည့်တော်ကဗလာချုပ်တဲ့ပြုမဲ့ဗျာတဲ့လက်ကကဆောင်းနိုင်ကြလို့ရှင်တပြည့်တော်နဲ့လိုက်ခဲ့ပါဗျာလို့ဆောက်တဲ့ကံကြောင့်ရဟန်းတန်ကတော့တထောင်လောက်ပါအဲတထောင်နောက်ရမှာကိုရင်လေးနဲ့ရဟန်းတန်ကတထောင်ကိုရင်လေးနဲ့ပါမှာဘုဥစဉ်နေနဲ့ပါမှာဘုနော်စွတ်စွတ်ပါတန်ခါရေတက်တက်ကံကိုရင်လေးနဲ့ပါလာနော် ဥသိနေတဲ့တို့ပြောတန်ခါဆိုလို့ရှိရင်ကိုယ်ဒီရောဥသိနေရောတစ်ထောင်ဒီတိတ်တာတမတလေးနဲ့ဆွတ်နိုင်ကြတဲ့အခါမှာဇမကချုံတဲ့တစ်ထောင်ရလူရန်းတဲ့ပုံကကျန်တဲ့တန်ခါလူရန်းကိုဒီကိုယ်ဒီတိတ်တာတဘာတဲ့တို့လူနော်ဘယ်သူကပဲလူရန်းတကယ်တကယ်စဉ်းစားကြည့်ရဆိုလို့ရှိရင်ဒကမာကြီးတို့အနေနဲ့စဉ်းစားကြည့်နောက်ကတန်ခါတွေပါတယ်ဆိုလို့ရှိရင်တန်ခါ7ပါးဆုံးလာကြ7ပါးလုံးပုံလောင်းတာပါ ေဒီမှာကိုရင်ကြီးတိတ်တာတပားလေးပဲတထောင်လုံးကိုနောက်ဘက်ကိုလည်းမလူဘူးဗျာကိုရင်ကြီးတိတ်တာကဘုံကံဘာလဲဘုံကံအဲ့မဆွရင်ကြောင်းတဲ့ဘုံကံလူတဲ့သူကသူ့ရဲ့စိတ်ချိနှူးတဲ့နေရာကိုလူတာဟုတ်တော့စိတ်ချိနှူးတဲ့နေရာကိုလူတာကိုကအကုကမရှိဘူးလေနော်သူတို့စိတ်ချိနှူးတဲ့တရားတွေတို့ကပရိစိတ်တဲ့ပုဂ္ဂိုလ်ကပရိစိတ်တာလားအာသာနော် အစွတ်တက်ဖတ်တဲ့ပုဂ္ဂိုလ်တွေစွတ်တက်ဖတ်တာအာတ္တရားထိုင်တဲ့ပုဂ္ဂိုလ်ရားထိုင်တာအာတ္တသူအာတ္တရာသူစိတ်ကြည်နိုးတဲ့နေရာကိုတူရမ်းတာဘယ်နေရာမဲ့တူရမ်းတာတူရမ်းလို့ရတယ်နော်ဘယ်နေရာမဲ့တူရမ်းတူရမ်းလို့ရဟိုဦးဇင်းတို့ဒါမျက်မှောက်ကလာတမောဆရာတော်ကြီးမလွန်လုံးတော့မဟုတ်ခင်ဦးဇင်းတို့တက်တော့ပါဘယ်နေ့တည်းပြင်ပါဘယ်နေ့တည်းပြင်ပါတာပြဏ္ဏကတိရောဝက်ခတ်တန်ခါရောဆိုရင်200တန်ခါ200ဝန်းကျင်တော့ရှိပါ အဲ့ဒါဒကမကြီးတယောက်ကဒါဆောင်းရံတဲ့လောင်းတဲ့ခါကြတဲ့ခါဆောင်းရံတဲ့လောင်းတဲ့ခါမှာသူ့ရဲ့ဈေးမန်းထားတဲ့တဘာဝ3တောင်လုံးတဲ့ဆိုပြီးတော့ဥဒလို့ကြာတဘာဝ3တောင်လုံးနဲ့သူတူမဲဆိုပြီးတော့သက်စစ်ဥထားတာဒါဆောင်းရံတဲ့ကြားတဲ့ခါကြတော့ဘမောဆရာတော်ကြီးကထေဆုံးအကြွအဲ့အဲ့ဒီဒကမကြီးကဘမောဆရာတော်ကြီးကိုချီးညွှန်လို့ဆိုပြီးတော့စန္ဒတန်ကားကြီးနောက်တော့ဝှထုံဝေအကုန်လုံးဘမောဆရာတော်ကြီးတဘာတဲ့ပဲလှူလိုက် အမောဆရာတော်ကြီးဘုန်းကြီး။ဒါကလည်းသမောဆရာတော်ကြီးကနင်းသွားပြီးတော့ဒါကနောက်တန်ခါကြီးဘာလို့မတူပါတော့သမောဆရာတော်ကြီးသူ့တတ်တဲ့ကြီးအသက်တော်ရွယ်တော်လေးကြီးပြီးတရားမလို့အတော့ဘူးလေ။တန်ခါကြီးတွေတိုးရတဲ့ဘာလဲတော့လို့မရဘူး။သူ့ရဲ့ကြည်ညိုတဲ့စိတ်ကဒီတန်ခါကြီးသမောဆရာတော်ကြီးကမှပဲကြည်ညိုတာ။အံကြမဆိုရင်တာမကြောင့်တဲ့ချိန်မှာသူကနေတူရန်နေတဲ့မှာသူတို့လည်းတက်တာအာအာကောင်းမှုကုသိုလ်ပါဝင်မယ်ဆိုပြီးတူရန်တာမဆိုရင်တိုက်ရဘုန်းကြီး။ဒီမှာလည်းသမောဆရာတော်ကြီးရဲ့ဘုန်းကြီး။ဟုတ်တယ်မဟုတ်လား။ ာရကမိုင်းလို့ဆိုလို့ချင်းဓမ္မသင်္ကာသုံးသပါးတဲ့ရှင်မန်းတာနော်သင်္ကာသုံးပါးတဲ့ရေသင်္ကာသုံးပါးပေါ်လူတန်းတကယ်လို့ဇဘာတဲ့ပုံပြီးတော့ဒါကလူတန်းမမြအောင်ဥစဉ်တပါးတဲ့ဒါအကုန်လုံးလူတန်းဒါဥစဉ်ဘုံကံလဲလို့ပြောလို့ရနော်ဘုံကံလဲလို့ပြောလို့ရနော်အဲ့ဒါကတော့ပြီးတော့အဖြစ်မမြင်နဲ့နော်မြတ်စွာဘုရားရှင်ကာလာမတုတ်တံကိတံမုတိတုတ်တံခေါ်တယ်နော် အဲ့ဒါကာသမသရူသားတွေကိုဟောတဲ့အချက်ဆက်ချက်ရှိတယ်။ဒီလိုပဲပြောရမယ်။အဲ့အချက်ဆက်ချက်ကိုဟောပြီးတဲ့အခါမှာဖျားကဗာဒီဆက်ဟောလဲဆိုလို့ရှိရင်ကိုလုတ်တဲ့အလောဟာအပြစ်ဖြစ်တဲ့အလောလားအပြစ်မဖြစ်တဲ့အလောလားဆိုနံပါတ်၁စဉ်းစားနော်။ကောင်းတဲ့အလောလားမကောင်းတဲ့အလောလားဆိုတာစဉ်းစားအခုညာတရားကြီးဥမ္မာဆိုညာတရားကြီးကမှာဒေါ်ကြီးဥမ္မာတို့ကတင်ငန်းကက်တယ်ဆိုတာသူများတတ်တာဟုတ်လား။ နော်သူများဥစ္စာကိုတော့ဟုတ်တယ်မဟုတ်ဘူးနော်မကောင်းတာလုပ်တာဟုတ်လားသူမစွန့်ရင်ကြောင်းတဲ့ကြီးသူရဲ့လူတွေရဲ့သူတို့သရတရားရှိတဲ့ကြာသူကမကောင်းတာလုပ်တာဟုတ်တယ်လားအဲ့တော့ဘုရားရှင်ကကာလမတ်တို့သားတွေကိုခေါ်တဲ့ခါမှာအပြစ်ရှိတဲ့ဟာလားအပြစ်မရှိတဲ့ဟာလားခွဲခြားကောင်းတဲ့အလုပ်တာမကောင်းတဲ့အလုပ်တာခွဲခြားအဲ့ဒါကောင်းတဲ့လုပ်ဆိုလို့ရှိရင်လုပ်အပြစ်မရှိတဲ့အလုပ်ဆိုလို့ရှိရင်လုပ်ကောင်းတဲ့မကောင်းတဲ့လုပ်ဆိုလို့ရှိရင်ရှာ ကောင်းတဲ့အလို့ဆိုလို့ရှိရင်ပြုလုပ်ပါဆိုပြီးတရားလေးပဲပွားပြထားတယ်။တရားဟောဆက်ပြီးဟောတာလားရှိ။အဲ့တော့သူတို့ဇင်ဘုရားနာပရိသတ်ကြီးအမြဲတမ်းနှလုံးသွင်းထားမှာကဘသူပဲဘာပဲတော့သူတို့ထုတ်တဲ့အလို့ကမကောင်းတဲ့အလို့ကကောင်းတဲ့အလို့ကနံပါတ်၁စဉ်းစား။အပြစ်ရှိတဲ့အလို့ကအပြစ်မရှိတဲ့အလို့ကဆိုနံပါတ်၁စဉ်းစားပြီးတဲ့အခါကျတော့အဲ့လိုသိသွားတယ်ဆိုလို့ရှိရင်ကိုယ်ကိုယ်နိုင်ဝေဖန်သုံးသက်ဆုံးဖြတ်ချက်ချလို့မရဘူး။ရတာ။အဲ့ဒါကိုဦးဇင်ပြောချင်တာက ပညာမဲ့လေတဲ့ပညာမဲ့လေဆိုလို့ရှိရင်ကာမပုဂ္ဂိုလ်တွေကဆော့ရွက်တဲ့တယ်ဆိုတဲ့အကြောင်းကဒါလေးကိုပြောပြတယ်နော်အဲ့တော့ကိုကိုများတွေကဝမ်းမြောက်ဝမ်းသာတာရုဘုံမောဒနာခေါ်တယ်ဆိုလို့ရှိရင်သူတို့တစ်ချက်ကကာမပုဂ္ဂိုလ်ရာတာရုမခေါ်နိုင်တဲ့အတွက်ကြောင့်ကာမပုဂ္ဂိုလ်မရတဲ့အပြင်အိတ်တမစရိယဆိုတဲ့အပုဂ္ဂိုလ်ဝဲလာတဲ့အတွက်ကြောင့်ကိုကအကအပုဂ္ဂိုလ်ဖြစ်တယ်ကုသိုလ်တရားတွေဆော့ရွက်သွားတယ်နော် အဲဘယ်တော့ပဲဘယ်နေရာဘယ်နေရာပဲဖြစ်ဖြစ်ခုပြောခဲ့တဲ့အတိုင်းကောင်းတဲ့အလုပ်လားမကောင်းတဲ့အလုပ်လားဆိုဖွဲ့ချလိုက်အပြည့်ရှိတဲ့လုပ်လားမရှိတဲ့လုပ်လားဆိုဖွဲ့ချလိုက်ဖွဲ့ချပြီးပြီဆိုလို့ရှိရင်ပုဂ္ဂိုလ်ရောင်းဝိပန်သုံးသက်ဆုံးဖြတ်လို့ရတော့နော်အဲအဲ့ဒါကတာလီရတစ်ချက်နောက်တစ်ချက်ဘုရင်ပြောချင်တာလေကသုရဇင်တရားနာပရိသတ်တို့ကျန်ရှိတဲ့ဘဝမှာဘယ်လိုနေထိုင်ရမလဲလို့ဆိုလို့ရှိရင်ကုသိုလ်ဖြစ်ကြောင်းတရား၄ပါးရှိတယ် နော်ကုသတရားတရားဘယ်နှပါလေးပါတော့နံပါတ်1နိယမိတ္တနောက်ကုသစိတ်ဖြင့်ဖြစ်ရမယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ချတာနော်မနမိုးတဲ့အရာကထတာလည်းငါဒီနေ့ကုသစိတ်ဖြင့်ဖြစ်ရမယ်ကုသပဲဖြစ်ရမယ်ဆိုပြီးတော့ကုသကံပါပဲစိတ်ကိုဆုံးဖြတ်ချက်ထားချတာနော် ကုသမှာလည်းဆုံးဖြတ်တဲ့ခြားကံပဲဆိုတော့တခြားဟာတွေကိုကစိတ်ကအဲ့ဒီလေဆုံးဖြတ်တဲ့ခြားကံတွေလေအမှန်ကတော့ဒိဋ္ဌံလိုက်တာပဲနော်ဒိဋ္ဌံလိုက်တာလို့ကုသပဲပြရမယ်ဒီနေ့တနေ့တာကိုကအမြဲတမ်းတတိယနေတဲ့ကာလပတ်လုံးတတတပတ်လုံးမှာကိုကအဲ့လိုလေဆုံးဖြတ်တဲ့ခြားနိုင်အောင်ကောင်းကောင်းနော်ကုသဖြစ်ကြောင်းတရားလေးတွေတော့နံပါတ်၁ကနိယမိတ္တကုသစိတ်ပဲဖြစ်နေရမယ်ဆိုပြီးတော့ဆုံးဖြတ်တဲ့ခြားတာနောက်နံပါတ်၂က ကုသိုလ်စိတ်မှာပဲစိတ်ကညှော့ထားရမယ်ဒီမှာညှော့ထားကုသိုလ်စိတ်မှာပဲစိတ်ကညှော့ထားရမယ်နိယမိတ္တဝတ္တနာအဲ့တော့ဥဒ္ဒနုအာလုံတို့စေပြန်နာပြည့်တယ်အာလုံကဘုဗ္ဗယောတတ္တယောဉာဏယောရတ္တယောဖွတ်တတ်ပါရဲ့အာယုံ၅ပါးရှိကောင်းတဲ့အမြင်တွေလည်းရှိတယ်မကောင်းတဲ့အမြင်တွေလည်းရှိတယ်နော်ကောင်းတဲ့အနတ်တွေလည်းတွေ့ကြရမှာမကောင်းတဲ့အနတ်တွေလည်းတွေ့ကြရမှာ ကောင်းတဲ့အတန်ကြီးလည်းကြားမယ်မကောင်းတဲ့အတန်ကြီးလည်းကြားရတယ်။ကောင်းတဲ့အရသာတွေလည်းခံစားရတဲ့ခါလည်းရှိမယ်မကောင်းတဲ့အရသာခံစားရတဲ့ခိုက်တန်တွေလည်းရှိတယ်။ကောင်းတဲ့အခြေတွေလည်းရှိမယ်မကောင်းတဲ့အခြေတွေလည်းရှိမယ်။ဒီအာယုံ၅ပါးနဲ့ပတ်သက်တာတွေဆိုလို့ရှိရင်တဲ့သွားသွားပြီးတော့ဉာဏ်မေတ္တာကိုသိတာ။ဘလို့အာယုံကတည်းကဒီပေါ်ကဒီမနဲ့မိုးလေးလောက်ကူစီရဆဲသွားတဲ့အတန်ကြီးကြားရင်ကြားမယ်နော်။ဒါဆုံးတော့ပြောဆိုတော့အော်ဒါမင်္ဂလာတန်ကြီးလည်းကြားရင်ကြားမယ်နော်။ ောင်းတဲ့အတန်နဲ့ချားမယ်မကောင်းတဲ့အတန်နဲ့ချားမယ်အဲ့တော့အဲ့ဒီကောင်းတဲ့အတန်မကောင်းတဲ့အတန်ကောင်းတဲ့အာရုံမကောင်းတဲ့အာရုံဒီအာရုံငါးပါးနဲ့ပတ်သက်ပြီးတော့မိမိရဲ့လက်ပတ်တွေကုသိုလ်စိတ်မှလည်းစိတ်ကဆုတ်တဲ့ကုသိုလ်စိတ်ပဲဖြစ်ရမယ်ဆိုပြီးလည်းဆုတ်တဲ့ထားမယ်နမနဲ့နိယမပြိနာမိတ္တကုသိုလ်စိတ်မှာလည်းစိတ်ကညှို့ထားမယ်ဆိုလို့ရှိရင်ဒီဘလို့အာယုံနဲ့ပဲတွေ့တယ်ဘလို့ အာယုံနဲ့မကောင်းတဲ့အာယုံနဲ့ပဲတွေ့တယ်ကောင်းတဲ့အာယုံနဲ့ပဲတွေ့တယ်အခုတို့စိတ်ကချစ်အောင်စူးစမ်းမယ်ဆိုလို့ရှိရင်အခုတို့စိတ်ချစ်တာနော်နောက်တစ်ခါကျတော့သမုဒ္ဒါစာရဝတိငါကုသိုလ်စိတ်ကိုအမြဲတမ်းထုံနေရတယ်အလုံးမရပါဘူးအဲကုသိုလ်စိတ်ကိုအမြဲတမ်းထုံနေရတယ်ပရိစိတ်ထားတဲ့ကြားထိုင်နေတဲ့ဘာလို့နေလဲဆိုလို့ရှိရင်တခြားအာအကုသိုလ်မလဲဘူးလားဆုံးနေတာဗျာရှိကုန်နေတဲ့အချိန်မှာဆိုလို့ရှိရင်အကုသိုလ်မလုပ်ဖြစ်တော့ဘူး နော်ခုလိုတိရစားပြီးတဲ့တရားနာနေတဲ့အချိန်မှာအကုသိုလ်တွေမလုပ်ဖြစ်တော့ဘူးတရား။ဦးဝအားရအားနေတဲ့အချိန်ခါမှာဘုံတော်ပွားနေတာပဲဖြစ်ဖြစ်မေတ္တာပို့နေတာပဲဖြစ်ဖြစ်ပရိစ္ဆေညာပဲဖြစ်တဲ့ဆိုရင်တခြားအကုသိုလ်တွေမနေဘူးလား။နေသွားပြီအဲအကုသိုလ်တွေမဖြစ်အောင်ဦးဝအဲ့လိုလေးစောင့်စောင့်ဖိတ်နိုင်ရင်ကောင်းတယ်။နောက်ဆုံးတစ်ချက်ကအဘုဇိတဝတိနာအဘုဇိတဝတိနာဆိုတာကနှလုံးသွင်းကောင်းရမယ်။ဘာကောင်းမှာ။ ဲနှလုံးသွင်းကောင်းတယ်နှလုံးသွင်းမကောင်းဘူးဆိုလို့ရှိရင်ဒါယောဂိတော်မနတိကာရကခေါ်လာပေါ့အဓိကရေကိစီကုသလဓမ္မသတ်ပြတဲ့ယောဂိတော်မနတိကာရမူလကကုသကောင်းမှုတွေရဲ့အခြေခံမူလအကြောင်းရင်းကနှလုံးသွင်းကောင်းဖို့နော်ကုသကောင်းမှုတွေရဲ့အခြေခံမူလအကြောင်းရပါလေအဲနှလုံးသွင်းကောင်းအောင်ဆာလို့ရှိရင်ယောဂိတော်မနတိကာရကိုခေါ်လာပေါ့နော်နှလုံးသွင်းမကောင်းဘူးဆိုလို့ရှိရင်ကုသစိတ်မဖြစ်ဘူးလေ နော်ဆောဆောတော်တိုင်မှာမနဆောဆောစီဒီဟိုဆဲဆိုတဲ့အတန်ကြားတယ်ဆိုတော့ကိုကတရားနေပြီဟာမနဆောဆောစီဘာလို့ဖြစ်နေတာလဲမသိညာကြီးကိုကဒီဘက်ကပူလောင်းနေတယ်ဒီဘက်ကသူတို့ဘုံမှာဆိတ်ဖြစ်တယ်ဆိုလို့ရှိရင်ဟိုပါကိုပဲအကုသို့ဖြစ်တယ်နော်အဲသူတို့ကပြောတဲ့ခါကြတာလည်းသူတို့ကိုကိုကဥပိ္ပခာပြုတ်နိုင်အောင်ဟာပြီးတော့သူတို့ဘာလဲစင်ကြေကြရမသိဘူးဒီလိုလေးပဲဟွာပြလိုက်တယ်ဆိုလို့ရှိရင်ကြားတဲ့နေရာလေးမှာပဲရက်ထားတယ်ဆိုလို့ရှိရင်ကိုကအကုသို့မဖြစ်တော့ဘူးနော် ရေကိစီကုသလဓမ္မတပ္ပတေယောနိတောမနတိကာရမူလကာဆိုပြတဲ့ကုသကောင်းမှုတည်းရဲ့အခြေခံမူလအကြောင်းရနှလုံးသွင်းကောင်းလို့နှလုံးသွင်းမကောင်းဘူးဆိုလို့ရှိရင်ကောင်းမှုကုသကမလုပ်ဖြစ်ဘူး။နှလုံးသွင်းမကောင်းဘူးဆိုလို့ရှိရင်ဖြားကစ်စိတ်ကိုပြမှလည်းမဟုတ်ဘူးဒီလည်းစိတ်ပြမှလည်းမဟုတ်မေတ္တာနဲ့ကိုပြမှလည်းမဟုတ်ဘူး။နော်။ဒီကကနှလုံးစိတ်နှလုံးဖြူစင်းနေကိုရည်ကြည့်တယ်။စိတ်နှလုံးဖြူစင်းနေတယ်ဆိုလို့ရှိရင်နှလုံးသွင်းကောင်းတယ်ဆိုလို့ရှိရင်ကျန်တဲ့ကောင်းမှုကုသတွေပြုလုပ်နိုင်တယ်။နှလုံးသွင်းမကောင်းဘူးစိတ်နှလုံးမဖြူစင်းဘူးဆိုလို့ရှိရင်ကျန်တဲ့ကောင်းမှုကုသတွေက လုံးဖြစ်ဖို့အားနည်းနော်အပြင်မှာဒါကတော်တော်များများတွေ့ရကြုံသွားဆောလာတယ်အပြင်မှာအစမပြေခဲ့တာရှိလို့ရှိရင်လည်းတဝါကြီးဒီနေ့ဖျက်ချက်ပို့တော့ပေါ့ဒီမစိတ်တော့ပါဆိုတဲ့ဖြစ်မျိုးတွေရှိတယ်ပေါ့ရှိတယ်အဲ့ဒါဘလို့အာယုံနဲ့ပဲတွေ့တယ်အပြင်မှာမစင်ပြေခဲ့တာတွေပဲတွေ့တွေ့စင်ပြေခဲ့ရတာပဲဖြစ်ဖြစ်ဝမ်းသာပြရတဲ့ကြုံရတာပဲဖြစ်ဝမ်းနည်းပြရတဲ့ကြုံရတာပဲဖြစ်ဘလို့နေရာပဲဖြစ်ဒီကောကောင်းကုသေတွေကိုမမေ့မှတ်လျော်နေတဲ့ကြိုးစားပြီးတော့လောရမယ်နော်အဲ့ဒါကုသဖြစ်ကြောင်းတရားဖြစ်ကို့ မိမိတို့တနည်းကြိုက်ဒီဆောင်ကြရမယ်လို့ရှိရင်မတည်ခင်ဈာကလာကောင်းမှုကုသိုလ်ဖြစ်ဖို့ရန်အချက်၄ချက်ရှိနော်နံပါတ်၁ကကုသိုလ်စိတ်ပဲဖြစ်ရမယ်ဆိုပြီးတော့ဆုံးဖြတ်ထားရမယ်နံပါတ်၂ကကုသိုလ်စိတ်မှာလည်းညှို့ထားနော်ကုသိုလ်ဖြစ်ဖို့ပဲစိတ်ကညှို့ထားမယ်နံပါတ်၃ကကုသိုလ်ကောင်းမှုကိုထုံးနေရနော်ပရိမြေရစိတ်ဓာတ်တို့မေတ္တာမြေရပွားတာတို့ပရိခံမြေရကြောင့်ကြိုထုံးထားနော်နံပါတ်၃အချက်နံပါတ်၄အချက်ကနှလုံးသားကောင်းအောင်နော် စိတ်တမုံပြဲမယ်စိတ်တမုံပြဲတယ်ဆိုတာကလည်းဘုရားဟောဒေသနာတော်နဲ့အညီသဗ္ဗပပတအဂရဏကုသရတုပါတံပရာသစိတ်တပရိယောတပလအေတံဗုဒ္ဓနာသာသနာဆိုပြတဲ့ကြောင့်သာသနာအေတံဗုဒ္ဓနာသာသနာဆိုပြီးတော့ဘုရားဆုတောဆုံးမထားတဲ့တမကောင်းမှုမှန်တဲ့မလောအောင်နော်မကောင်းမှုမှန်တဲ့ဘာဖြစ်တဲ့မလောအောင်ဘုရားကုသလတုပါတံပရာကောင်းမှုကုသိုလ်မှန်တဲ့ညနဲ့ပြည့်စုံအောင်ဘာလဲပြည့်စုံလဲ ဘယ်ကောင်းမှုကုသိုလ်နဲ့ပြည်ကြတာတဆိုင်တာပြည်ရတတ်တယ်အစိတ်လေးကိုဘာလို့ရှုစင်အောင်ထားမှာဒါကြောင့်ဉာဏ်တဲ့ကဥမာဆိုဉာဏ်တဲ့ကံမှာတော်ရည်စုဘုံမေတ္တာသုစုနဲ့တကောဉာဏ်တာပြည်တဲ့ဘောင်တို့ဘောင်တို့တို့အားလုံးတို့သည်မိမိရဲ့စိတ်ကိုဖြူစင်စွာထားပြီးတော့ဘုရားဟောဒေသနာတော်တိုင်းချစ်ချင်ကျိုးစားပွားများအားထုတ်ပြီးလည်းလောကီစိတ်ချမ်းသာမင်္ဂလာသက်နဲ့ပြည့်စုံပြည့်လျက်အဆုံးဘဝနဂါလနဲ့ ဖျားကောင်းသူတော်ကောင်းတို့ဆံပြောရာဖြစ်တဲ့မက်ဖို့